ကဲဒီနေ့ကတော့တမျိုးလေးနဲ့ထမင်းစားမိန်စင်ပဲစက်သားငပိချက်လေးရယ်မကြီးရွက်ကိုပဲလေးနဲ့အေးတော့ကြဲကြဲလေးချက်ပြီးတော့ channel ကလည်းလက်ဆက်ဆက်ခင်းသေးလေးကိုမီးဖုတ်ပြီးတုတ်ပါမယ်ရှင်အလုံးမျိုးလေးနော်လဲဆိုင်ထားတာကဲခုကတော့ထမင်းမချက်ခင်းလေးကိုလေးနေလို့ရဲ့အိမ်နောက်မှာရှိတဲ့တရက်ပင်အောင်လေးကိုသွားလိုက်အောင်မယ် ဒီနေရာလေးကကြတော့ channel မှာအကြိုက်ဆုံးနေရာလေးပေါ့နော်နေလည်းနေရင်ဆိုလို့ရှိရင်လည်းအေးအေးစစင်းနေလို့ရတဲ့နေရာလေးတော်တော်လေးလည်းအေးတယ်စက်သား50တာရှိရာဆိုတော့ဒီနေ့ရတော့ကတော်လေးနဲ့အာဟာရပြည့်ဝမယ်ဟင်းလေးချက်မလို့ပေါ့နော်ခဝဲသေးလေးလည်းတတိလေးရှာတော့ခဝဲသေးလေးတွေရောပြီးသွားရင်စက်သားရောပဲကြဆန်လေးရှိရောပဲကြဆန်လေးရောလည်းအဲ့လိုအဆုံးပလုံးစက်သားငပိချက်လေးချက်မလို့ခဝဲသေးလာကြည့်啊ပြီးမှပဲခူရမယ် တနေ့ကပိန်နေသေးတယ်ငါးလုံးလုံးကြွေကြတာအဲ့ဒါမနေ့ကဧည့်သည်လာတော့ခွဲကြွေးမယ်ဆိုပြီးတော့ခွဲလိုက်တာပေါ့နော်ပိန်နေသေးတယ်ကလုံးဝမမဲ့ဘူးနဲ့စိမ့်သေးတယ်အဲ့တော့စားလို့ကလည်းတိတ်အရင်လည်းကောင်းနေဘူးပေါ့နော်အဲ့ဒါနဲ့မင်းတို့တွေဆိုရင်ခွဲပြီးတော့အချောက်လမ်းလို့အချောက်လမ်းပြီးတော့ရိုးဖိုးစားအောင်လို့စေးတက်တက်ထုတ်ပြီးတော့ဒိုးလေးမှွှားပိန်လိုက်ပြီးတော့အချောက်လမ်းလာပါနော်လမ်းပြီးရိုးဖိုးမယ်那大妈，我哪么牛啦？那明天吃嘛喽？ minha gente já vou pegar lá. Thành Nguyễn Giang, Xã Giang Có sẽ phải nào စတားကိုစားစမ်းနဲ့နေပါမယ်အရသာတော့မြိုင်ရွှေစွန်းရဲ့ဟင်ခတ်မုံလေးထည့်လိုက်မယ်သူ့ရဲ့အရသာအချိုရသာလေးယောဒီခုမယောဒီပပခုမလားယောဒီလက်ပူလေနော်အလုံးမျိုးလေးနော်နိုင်ဆိုင်ထားတာ ိမ်ရှိမှလည်းအလေးကျပေါက်နေတဲ့ဒီမိကြီးပင်လေးကလေတော်တော်လေးကိုအသုံးဝင်တာနော်ညီတို့တွေတို့အရေးတော့ချက်မလားပြီးရင်ထောင်စားမလားဟိုချင်းနဲ့ရောချက်မလားပေါ့နော်မျိုးစုံကိုစားလို့ရနေတာစက်တော်နေရဲ့စက်တော်နေရဲ့စပလင်ရံလေးဗီဇင်းရံကိုရောထားမှာနော်ထောင်ခါရီနဲ့နေလိုက် င်တော့စီမထဲချင်လို့ဆိုတော့လေသူရေလေးနဲ့လုံးပေးမယ်နော်ငင်တို့ငပိရေလေးကလေအရင်ကကြိုထားလေရှာဆိုငပိရေလေးထည့်မယ်ခဝဲသေးလေးနဲ့ကြာစံလေးနဲ့ချက်မှာပေါ့နော်ဒါဆိုရင်တစ်မျိုးနဲ့လည်းစားနိုင်တယ်အရာသားအနေနဲ့ကကြတော့လေစားနဲ့ဒီရွှေစွန်းဟိတ်ခတ်မှုနဲ့တုံထားတယ်ငါကတော့လောဆယ်နှက်ထားတဲ့အရာသားလေးပဲရှိသေးရဲ့ချက်တက်ခါမှမြည်ကြည့်လို့ပေါ့တယ်ဆိုရင်အချိုးပေါ့တယ်ဆိုရင်တော့ဒီရွှေစွန်းဟိတ်ခတ်မှုထည့်မှာပေါ့နော်သူကဟာလာလည်းဖြစ်တယ်လူမျိုးပါတာမျိုးလည်းစားသုံးလို့ရတယ် အခုမှဟင်ဆာချမှတ်သူတွေဆိုလို့ရှင်လည်းဒီနောက်မှာအကျော်ဆိုရင်ဘလောက်အတုပ်ဆိုဘလောက်ဆိုပြီးတော့ထည့်ရမယ်ပမာဏလေးရေးပေးထားဆိုတော့အခုမှဆာချတဲ့သူတွေနဲ့ဆိုလို့ရှင်တော့တော်တော်လေးအဆင်ပြေတာပေါ့နော်။နိုင်တို့ကြတော့ဖောက်ပြီးတော့ဒါမှန်းထည့်လိုက်တယ်။အဲ့လိုမျိုးပေါ့။ကဲနိုင်တို့ရေးဆက်လိုက်။对了，他是没太阳，这大是一出来了。 မနေ့ကကြူထားတဲ့ငပိကြီးလည်းပက်လက်ပက်လက်ဖြစ်နေတာလေဒါလေးထည့်လိုက်ခဝဲသေးထည့်နော်ပကြဆန်တော့ဒီမှာထည့်ပါချကန်ဒီမှာထည့်ကျွန်တော်တို့ဒါအဲကြဆန်လေးထုတ်လိုက်တယ်နော် ဒါဆိုလို့ရှိရင်လေဟင်းကိုအမဲမဲအများကြီးမချက်ချင်ဘူးဆိုလို့ရှိရင်ဒီကြက်သားဟင်းလေးနဲ့လည်းအဆင်ပြေရယ်နော်။သူကငပိရီလေးရောထည့်ထားဆိုတော့လေအငယ်ရတာလေးရောပြီးအသားထက်လေးရောခွဲသေးလေးရောပါတာဆိုတော့ဒါတမျိုးလေးနဲ့ကိုမိန်တာပေါ့နော်။ပြီးတွူစရာလေးနဲ့ပြင်လိုက်လို့ရှိရင်ဒါပြီးသွားတယ်။ကဲပဲဟိုဇာတော်မြန်ရ channel မှာအကြီးရလေးနုနေရလေးနဲ့ဆိုတော့ဒီပဲကိုအရေးတောက်ကိုမကြီးရလေးထည့်ချက်မယ်။ငယ်တို့ကဒီပဲဆိုလို့ရှိရင်စိုးဖို့ရလည်းထည့်ချက်ကြတယ်မကြီးရလည်းထည့်ချက်ကြတယ်ဒါအချိန်ကျရင်မကြီးရထည့်တယ်။ ိုစူပုတ်ရလေးနဲ့စားချင်တယ်ဟေ့ဆိုလို့ရှိရင်စူပုတ်ကြီးထည့်ထည့်စူပုတ်လေးထည့်ထည့်ပေါ့နော်ဘယ်ချက်တဲ့ခါမှလေးများအရင်ဆုံးစားတော့မထည့်ထားသေးဘူးပေါ့နော်ဆန်ရင်းလေးရဲ့ဒီရွှေစွန်းရဲ့ဟင်ခမုံလေးကိုထည့်ပြီးတော့များအရင်ဆုံးပွက်လာတဲ့ထည့်ကိုတည်ထားပေးမယ်စားထည့်တိုင်းပါနော်ရတာလေးတော့ထည့်ပြီးသားပဲလေးလို့ပြီးဆိုတော့နောက်ဆုံးမှဒီလိုကြီးရက်လေးအုပ်ပြီးမယ်နော်။ဘွားချစ်ချင်းလေးဒီငါတို့အမေစီခါနာချက်ကြည့်တယ်မကြီးရက်ပေါ်ရရသေးဆိုလို့ရှိရင် မကြီးရက်ကိုတန်ကားလေးချောက်လေးလေးနဲ့ငနေတူချောက်လို့ခေါ်တာပေါ့နော်အမေတို့ကတော့တန်ကားလေးချောက်လို့ခေါ်တာခါကကြတော့ငနေတူချောက်လို့ခေါ်ကြတာအကြီးရက်ကိုငနေတူချောက်လေးနဲ့ချက်ကြရဲစူဇာလေးချက်တဲ့ကြောရဲသူပဲဟင်းလေးရဲဘာလို့အချင်းလေးထက်ချက်ကြတာပေါ့နော်အညာချက်လေးခရီးမဒါဆိုလို့ရှိရင်ပဲရဲမကြီးရွက်လေးကိုချက်တာနော်ခန်းသီးမီဖုတ်တော့မယ်ခူးကြပါ ခန်းသီးကိုကြတော့မီးလေးဖုတ်ပြီးတော့ကြက်သွန်နေစိမ့်လေးရဲ့စားရတာလေးထည့်ပြီးတော့ဒီနှမ်းလေးနဲ့နဲ့တုတ်ပြရပါတော့။ကဲတော့ကခန်းသီးမီးဖုတ်တော့ဒါကြတော့စက်သားနှစ်ပြည့်ချက်ပေါ့နော်။ဒါကဖဲနဲ့မကြီးရတဲ့နောက်လေးတောက်ချင်ရင်ချက်ထားပါတော့။မြို့လေးမြို့အဲ့ဟိုထဲမှာရှိတယ်ဟုတ်လား။ဦးရ။ဦးရ။ ုတ်တယ်ကဲဒီနေ့တော့ကတော့လောက်ပါပဲရှင်။အဲနောက်ပတ်ဒီမှာဆိုလို့ရှိရင်လည်းဘယ်လိုနည်းနဲ့ချက်ဆပြမလဲ၊ဘာလေးလုပ်ပြမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးကြပါအောင်နော်။ Live video လေးကိုအဆုံးထိကြည့်ပေးကြရအောင်လဲ။ကျေးဇူးများကြီးတရှိပါရဲ့ရှင်။